ားလုံးပဲမင်္ဂလာပါရှင်။ထိတ်လန့်ဖွယ်ရအမှုမှန်ဇလန်းကောင်းလေးတွေကိုနားထောင်ရတာကြိုက်တဲ့ပရိသတ်ကြီးအတွက်ဒီနေ့ကျမထိတ်လန့်စရာကောင်းပြီးတော့အမှန်တရားရဲ့အဆုံးသက်ကိုပြသပေးမယ့်အမှုတစ်ခုကိုရွေးချယ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။၂019ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာလူတွေစီကားတဲ့ shopping mall တစ်ခုမှာအမျိုးသမီးတစ်ယောက်ရဲ့မျက်နှာကိုအဲသူတို့တွေရဲ့ပေါ့နော်အထူးနည်းပညာတုံးထားတဲ့ကင်မရာတွေကနေပြီးတော့ရိုက်ကူးမိခဲ့တယ်။ နောက်ပြီးတော့အဲ့ဒီနီးပညာကဘာကိုပြောထားလဲဆိုတော့ဒီအမျိုးသမီးရဲ့မျက်နာကဆိုရင်သူတို့ရှာနေတဲ့ရာဇဝတ်မှုကျူးလွန်ထားတဲ့အမျိုးသမီးရဲ့မျက်နာနဲ့68.33ရာခိုင်နှုန်းအထိတူညီနေတာပါဆိုပြီးတော့ပြသထားတာ။နောက်ပြီးတော့အဲရာဇဝတ်မှုကျူးလွန်တဲ့အမျိုးသမီးကဆိုရင်1996ခုနှစ်ကနေပြီးတော့1996ခုနှစ်အတွင်းမျိုးပေါင်း3ခုမှာလူပေါင်း9ယောက်ကိုတတ်ဖြတ်ခဲ့တဲ့မှတ်တမ်းရှိနေတဲ့သူပါ။ အဲ့တော့ဒီအမျိုးသမီးကလွတ်မြောက်နေတာအနည်း20အောင်ရှိနေပြီအဲ့တော့သူ့ကိုဘသူမှလည်းဖမ်းမိမှာမဟုတ်ဘူးလို့သူကတွက်ချက်ထားတာဒါပေမဲ့သူ့ကိုအခုလိုမျိုးမြင်လိုက်ရတဲ့အခါမှာတော့သူအခုလိုပြေးလွှားနေထိုင်နေတဲ့ဘွားကြီးကအဆုံးသတ်တော့မယ်ဆိုတာကို သူထင်သားမှမဟုတ်ဘူးဒါနဲ့သူကဘာတွေကိုပေါ့နော်ရှေ့တန်းတင်ခဲလို့ဒီလိုအပြုတ်မှုတွေကိုကျူးလွန်ခဲ့ရတာလေဒီတော့ cherry နဲ့အတူတူဒီဇလန်းလေးကိုနားထောင်ကြည့်ရအောင် ထွက်ပြေးနေတဲ့အမျိုးသမီးရဲ့နာမည်ကလောင်းယုံကျလို့ခေါ်တယ်။1984ခုနှစ်တရုတ်နိုင်ငံရှန်ကြီးပြည်နယ်ရှူချန်းမြို့မှာမွေးဖခဲ့တာ။မွေးချင်း၅ရောက်မှာသူကအငယ်ဆုံး။သူအသက်15နှစ်မှာအထူးပြုသင်တန်းကျောင်းတစ်ခုကိုတက်ရောက်ခွင့်ရခဲ့တယ်။အဲဒီသင်တန်းကျောင်းကတစ်နှစ်မှာတစ်ခါပဲဖွင့်တာ။ဖွင့်လို့ရှိရင်လည်းသူကဘယ်လိုမျိုးတက်ရောက်ရမယ့်လူတွေကိုရွေးချယ်လဲဆိုတော့ရုပ်ရည်ခန္ဓာကိုယ်ပြီးတော့အပြုအမူပေါ့နော်။ဒါတွေကိုကြည့်ပြီးတော့ရွေးချယ်တာ။ ဒီလိုနဲ့အဲ့ဒီတင်နန်းချောင်းကိုသူတက်ရောက်ပြီးတော့1962ခုနှစ်မှာတော့ចောင်းပြီးဆုံးခဲ့တယ်1963ခုနှစ်မှာတော့သူကသူငယ်တန်းចောင်းဆရာမလေးတယောက်ဖြစ်လာခဲ့တယ်အဲ့ဒီအချိန်မှာပဲတငယ်ချင်းတယောက်ရဲ့မင်္ဂလာဆောင်မှာလောင်က Fasi Ran လို့ခေါ်တဲ့အမျိုးသားနဲ့တွေ့ဆုံခဲ့တယ် Fasi Ran ကလောင်ထက်အသက်10နှစ်ကြီးတယ်ဆင်းရဲတဲ့မိသားစုကလာတာဖြစ်ပြီးတော့မွေးချင်း9ယောက်မှာသူကအငယ်ဆုံးပထမအိမ်အောင်နဲ့သမီးလေးတယောက်လည်းသူမှရှိခဲ့ဘူးတယ်သူ့ရဲ့အမှတ်တမ်းတွေအရဆိုရင်သူ အသက်55နှစ်ခရဲကပေါ့နော်အထောင်ကိုကြလိုက်ထွက်လိုက်အဲ့လိုမှတ်တမ်းတွေရှိတယ်။ဘာလို့လဲဆိုတော့သူအသက်55နှစ်မှာသူ့ရဲ့အဖေကအသက်ဆုံးရှုံးခဲ့ရတယ်။အဲ့ဒီနောက်ပိုင်းမှာတော့သူကဓမြမှုနဲ့ရိုင်းနှံမှုတွေကြောင့်ထောင်၈နှစ်ကြာခံရတာ။ဒါကြောင့်သူကထောင်နဲ့စိမ့်တဲ့လူမဟုတ်ဘူးပေါ့လေ။လောင်းအတွက်ကတော့ပြောရရင်ចောင်းဆရာမဆိုတဲ့အလုပ်ကအကုန်ရှိတယ်။ဒါပေမဲ့ဝင်ငွေအားဖြစ်တော့ RMB 300လောက်ပဲရရှိခဲ့တာ။ဒေါ်လာအနေနဲ့ဆိုရင် 55ဒေါ်လာလောက်ပဲရှိတာပေါ့လေအဲ့ဒီခေတ်အဲ့ဒီအခါကပြင်းပြဝင်ဝင်သက်သာပေါ့ဒါနဲ့သူဖာစီရန်နဲ့တွဲပြီးရဲ့နောက်ပိုင်းမှာတော့တရက်ကို RMB 200လောက်အထိကိုသူကသုံးဆွဲခဲ့တာအဲ့ဒီငွေတွေအားလုံးကဖာစီရန်ရဲ့မတမာတဲ့လုပ်ငန်းတွေကနေရတဲ့ပတ်စံတွေလောင်းရဲ့မိဘတွေကတော့မကြိုက်ဘူးပေါ့လေသူတို့တမီးကအကြောင်းဆရာမလေးအဲ့တော့ဒီလိုမျိုးဖာစီရန်လိုမျိုးဒူးဆဲတမားနဲ့တွဲနေရင်သူတမီးတိတ်ခါကြရတယ်ပေါ့လေ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့သူ့အမေနဲ့တောင်မှလောင်ကစကားများခဲ့ဘူးတယ်။ဒီလိုကနေပြီးတော့1996ခုနှစ်မှာတော့ဖာစီရန်အမှုတစ်ခုဖြစ်ခဲ့တယ်။ဂျန်မွဲတစ်ခုခိုက်ရန်ဖြစ်ပွားရာကနေပြီးတော့ဖာစီရန်ကလူတစ်ယောက်ကိုဓာတ်နဲ့ထိုးခဲ့တာ။အဲ့ဒီနောက်ပိုင်းသူတို့စုံတွဲကသူတို့နေတဲ့မြို့ကနေပြီးတော့ထွက်ပြေးခဲ့ရတော့တယ်။အဲ့တော့ရှန်ဂျန်ဟန်ဂျိုစားတဲ့မြို့တွေကိုသူတို့ပတ်ပြီးတော့နေတယ်။အဲ့လိုနေထိုင်ပြီးရဲ့နောက်ပိုင်းမှာ Sharon Talk ဆိုတဲ့လိမ့်နယ်နီးနဲ့သူတို့ပတ်စံတွေကိုအလင်းအမြန် ရရှိခဲ့တယ်။ Sharon Thau ဆိုတဲ့လိန်လယ်နီးယဘလို့လဲဆိုတော့အမျိုးသမီးဖြစ်တဲ့သူကတတိယတကြွေတွေချမ်းသာတဲ့သူတွေကိုအမျိုးသားတွေကိုပေါ့လေဟိုတယ်အခန်းကိုသူတို့တွေကခေါ်မယ်ပြီးလို့ရှိရင်အမျိုးသားဖြစ်တဲ့သူက လိုက်လာပြီးတော့ငါတို့ကလင်မယားတွေငါတို့ကချစ်သူတွေပါဆိုပြီးတော့ဟန်ဆောင်မယ်ပြီးလို့ရှိရင်လိန်လေပြီးတော့ချင်းချောက်ပြီးတော့ပတ်စံတောင်းတာအဲ့တော့သူတို့တစ်ချိန်လိန်လေတိုင်းလေဒေါ်လာ၈000နီးပါးတိရရှိခဲ့တယ် လိန်လယ်မှုတစ်ခုပြီးတိုင်းပြီးတိုင်းဖာစီရန်ကနေပြီးတော့လောင်ကိုနေအဲ့ဒီပတ်စံနေနဲ့လူမသိအောင်နေပြီးတော့မှငါတို့တွေ့မယ်ဆိုတော့မှမျိုးရေကဆေးုံတစ်ခုမှပေါ့နော်ပြန်ဆုံမယ်ဆိုပြီးတော့အများမှားကြလေးရှိတယ်ဒီလိုကနေပြီးတော့1996ခုနှစ်မေလမှာဖာစီရန်နဲ့လောင်ကသူတို့ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့နန်ချန်းကိုရောက်ရှိလာခဲ့ပြန်တယ်ဂျွန်လာနှစ်ရက်နေရောက်တော့သူတို့ကအခန်းတစ်ခန်းကိုငှားတယ် နောက်ပြီးတော့လောင်ကနိုင်ငံသားကပ်ပေါ့နော်အတုလုပ်ပြီးတော့အဲ့ဒီအထောက်အထားနဲ့ကလပ်တစ်ခုမှာဧည့်သည်ပြုစုတဲ့သူအဖြစ်ဝင်လုပ်ခဲ့တယ်အဲ့ဒီအချိန်ကတရုတ်နိုင်ငံရဲ့ night club တွေကပေါ့နော်ဒီနေ့ kick club တွေနဲ့တိတ်မတူအဲသူတို့ရဲ့ဝင်ဆောင်မှုတွေထဲမှာ karaoke နောက်ပြီးတော့အကဖျော်ဖြေမှုတွေပါဝင်နေ နောက်ပြီးတော့တချို့နေရာတွေမှာဆိုရင်ရေချိုးခန်းတွေစောင့်တာတွေပါပေးတယ်လို့သိရတယ်အဲ့တော့လောင်ကဒီလိုအလုပ်တွေကိုဘာယူရချက်နဲ့လုပ်နေရလဲနောက်ပိုင်းဘာတွေဆက်ဖြစ်လာအောင်မလဲ လောင်းရုံကြီးရဲ့ဘွားကဘလိုမျိုးအဆုံးသတ်မှာလဲစားတပြေနောက်ပိုင်းမှာဒီထက်ပိုပြီးတော့ကြောက်လန့်စရာကောင်းတဲ့အဖြစ်ပြက်တွေပါဝင်အောင်မှာဖြစ်တဲ့အတွက်ဆက်လက်နားဆင်ပေးပါလို့ပြောရင်းနဲ့အခုကျမတို့ရဲ့ YouTube channel လေးကိုစိတ်ဝင်စားတယ်ကြိုက်နေတတ်တယ်ဆိုရင်တော့ subscribe လုပ်ထားဖို့လည်းမမေ့နိုင်အောင်နော်ဒီလိုနဲ့ဆက်ပြီးတော့ပြောရရင် night club တွေမှာအလုပ်လုပ်တဲ့ဧည့်သည်ပြုစုတဲ့သူတွေကအများကြီးစနစ်တစ်ခုအောက်မှာပဲစုစည်းပြီးတော့လုပ်ရတယ်သူတို့က customer တွေကို karaoke ခန်းထဲမှာဆိုရင်တချင်းတွေဆိုပေးရတဲ့အရက် အဖော်လုပ်ပြီးတော့တောက်ပေးရတယ်။တခါတလေမှတော့ကိုထီလက်ရောက်ပို့ပြီးတော့နီးကက်တယ်ပေါ့နော်။ဆက်ဆံမှုတွေပါတဲ့ဝင်ဆောင်မှုတွေကိုပါသူတို့ကပေးရတယ်။အဲ့လိုနေရာတွေကို လာရောက်ကြတဲ့သူတွေကသူတို့ရဲ့ client တွေကိုပြုစုဖို့လာရောက်ကြသလိုသူတို့ကိုယ်တိုင် client အနေနဲ့လည်းလာရောက်ကြတဲ့သူတွေရှိတယ်။များသောအဖြစ်တော့ငွေကြေးအတင်းအကျပ်ပေါ့နော်ပြည့်စုံတဲ့သူတွေဖြစ်ပြီးတော့အမျိုးသမီးဧည့်သည်တွေကတော့ impedance ရှားပါပါတယ်။အဲအဲ့ဒီအချိန်တုန်းက far နဲ့လောင်တို့က အသက်35နှစ်အရွယ် electronic company ပိုင်ရှင် Mr. ကျုံကိုပြစ်မှတ်ထားခဲ့တယ်။ဒီလိုနဲ့ဇူလိုင်28ရက်နေ့မနက်မှာလောင်ကနေပြီးတော့ Mr. ကျုံကိုသူတို့ငှားထားတဲ့အခန်းစီကိုလာခဲ့ဖို့ဖုံးဆက်ပြီးတော့ခေါ်လိုက်တယ်။ Mr. Chong အခန်းထဲကိုရောက်တာနဲ့ဖာကနေပြီးတော့ဓာတ်နဲ့ချင်းချောက်ပြီးတော့ကြိုးတွေကပတ်တွေနဲ့ပေါ့နော်တုတ်လောင်ပြီးတော့ Mr. Chong ရဲ့လက်ပတ်နာရီတွေလက်ဝတ်ရတနာတွေတခြားအဖိုးရံရတနာတွေကိုလည်းသူတို့ကလူယူလိုက်တယ် ဒါပြင်မစ္စတာဂျုံကိုနင့်ရဲ့အိမ်လေးစာကိုပြောဆိုပြီးတော့သူကအတင်းအချက်ကိုပြောခိုင်းခဲ့တာမစ္စတာဂျုံကလည်းနောက်ဆုံးတော့ပြောလိုက်ရတာပေါ့လေဒီလိုနဲ့ညနေပိုင်းရောက်တော့ဖာကနေပြီးတော့အသက်ရှင်နေသေးတဲ့မစ္စတာဂျုံကိုဝါယာကြိုးတွေရိုးရိုးကြိုးတွေနဲ့လဲပေးညှစ်လိုက်တဲ့အတွက်ကြောင့်မစ္စတာဂျုံကအသက်ရှူကျက်ပြီးတော့သေဆုံးသွားခဲ့ရတယ်မစ္စတာဂျုံတည်ဆုံးသွားတော့သူကဘာလုပ်လဲဆိုတော့အလောင်းကိုလေးပိုင်းပိုင်းပြီးတော့အိတ်ထဲထည့်တယ်။ပြီးတော့အဲ့ညမှာပဲ တားကောင်ဖြစ်တဲ့မစ္စတာဂျုံရဲ့အိမ်ကိုအဲ့ဒါတွေကိုတဲပြီးတော့သူကသွားခဲ့တာအဲ့ဒီအိမ်ကိုမရောက်ခင်လောင်ကဘာပြောလဲဆိုတော့ဖာနဲ့မစ္စတာဂျုံရဲ့အိမ်ကလည်းတယ်လီဖုန်းကြိုးတွေကိုဖြတ်ပြီးရင်လည်းဘေးရင်ကတယ်လီဖုန်းကြိုးတွေကိုပါဖြတ်ဆိုပြီးတော့ဖြတ်ခိုင်းခဲ့တာဖာကမစ္စတာဂျုံစီကနေပြီးတော့ခိုးယူခဲ့တဲ့တောင်းတဲ့တကားတွေကိုဖြန့်နောက်ပြီးတော့မစ္စတာဂျုံရဲ့ဇနီးကိုချင်းချောက်ပြီးတော့ပတ်စံတွေကိုသူ့ကိုအပ်ခိုင်းတယ်သူမစ္စတာဂျုံဇနီးစီကနေပြီးတော့ဒေါ်လာ3600လောက်ရခဲ့တယ် ဲ့နောက်မှာတော့ဖာကမစ္စတာကျုံရဲ့ဇနီးဖြစ်တဲ့သူကိုရောမစ္စတာကျုံတို့ရဲ့သမီးလေး၃နှစ်အရွယ်လေးကိုပါလေပင်းညစ်ပြီးတော့တတ်ခဲ့တယ်။အဲ့ဒီအချိန်မှာဖာကိုယ်တိုင်မှလည်းသမီးလေးရှိတယ်။အသက်၆နှစ်ရှိပြီ။အဲ့တော့သူကိုယ်တိုင်ဖခင်ဖြစ်နေလျက်နဲ့ဘာဖြစ်လို့ပေါ့နော်အခုသူများသားသမီးကိုလုတာလေအဲ့ဒါကိုကြည့်မယ်ဆိုရင်သူ့ရဲ့စိတ်အခြေအနေကလုံးဝပျက်စီးယိုယွင်းနေပြီလို့ပြောလို့ရတယ်လူသားချင်းစာနာကြိတ်မရှိဘူးတကယ်ကိုရက်ဆက်လုံရကြတယ်ပေါ့လေဒီလိုနဲ့မကြခင်မှာပဲ ဒီစုံစမ်းစစ်ဆေးတဲ့သူတွေကသူတို့နှစ်ယောက်ကရာဇဝတ်သားတွေဖြစ်တယ်ဆိုတာကိုသက်တည်ပြနိုင်မယ့်အထောက်အထားတွေလည်းအများကြီးရရှိပြီးတော့ဖန်ဝင်ရထုတ်နိုင်ခဲ့တယ်။အဲ့လိုဟာနေပြီးတော့1990ခုနှစ်ခုနှစ်အောက်တိုဘာလအစောပိုင်းမှာဖနဲ့လောင်တို့ကကျဲချမ်းပြည်နဲ့ဝမ်ကျိုးမြို့ကိုထပ်ပြီးတော့ရောက်သွားခဲ့ပြန်တယ်။သူတို့နှစ်ယောက်ကအတူတူပေါ့နော်တဲခုခံတစ်ခုထဲမှာတဲလို့ရှိရင်အဖမ်းခံရမှာဆိုတဲ့အတွက်ကြောင့်တဲခုခံတစ်ခုစီမှာသူတို့ကတဲတယ် အဲလောင်ကနောက်ထပ်ပေါ့နော်ဒီသားကောင်းတွေကိုဆွဲဆောင်ပြီးတော့သူတို့အရင်တော့လိုပဲပေါ့နော်ဆောင်ရွက်ဖို့စီစဉ်တယ်ဒီလိုကနေပြီးတော့အသက်20အရွယ် Miss Lan ဆိုတဲ့အမျိုးသမီးနဲ့အင်ကားဖို့ပေါ့သူတို့ဆွေးနွေးနေတယ်အဲ့လိုဆွေးနွေးနေတော့မှာပဲလောင်ကနေပြီးတော့အဲ့ဒီအမျိုးသမီးဝတ်ထားတဲ့ Omega Nai ကိုတတိပြုမိရယ်ဒါနဲ့အဲ့ဒီမျိုးသမီးက Omega Nai တောင်ဝတ်နိုင်နေဆိုတော့တော်တော်ချမ်းသာတဲ့အမျိုးသမီးပဲဖြစ်မယ်ဆိုပြီးတော့ယူဆလိုက်တယ်တကယ်တော့ Miss Lan ကလည်း Night Club တွေမှာအလုပ်လုပ်တဲ့သူတယောက် ဒီလိုကနေပြီးတော့1998ခုနှစ်အောက်တိုဘာ10ရက်နေ့မှာတော့ဖာနဲ့လောင်တို့ကမစ်လန်ရဲ့နေအိမ်ကိုတွားခဲ့ကြပြီးတော့သူတို့ရဲ့အစီအစဉ်အတိုင်းပေါ့လေလို့တော့မစ်လန်စီကနေပြီးတော့ပတ်စံအနှဲငယ်လေးပဲသူတို့ကရရှိခဲ့တယ်။ဒါကိုဖာကလည်းမကြည့်နိုင်ဘူး။အဲ့တော့သူကမစ်လန်ကိုချင်းချောက်ပြီးတော့နင်းနင်းမှာပတ်စံမရှိလို့ရှိရင်ချမ်းသာတဲ့သူတယောက်ယောက်နင်းအဆက်အသွယ်တွေကတယောက်ယောက်ကိုဖုန်းဆက်ပြီးခေါ်ဆိုပြီးတော့ခေါ်ခိုင်းတယ်။ မစ်နန်ကလည်းသူတေးမှာဆိုတော့မစ်လျူဆိုတဲ့အမျိုးသမီးလေးတယောက်ကိုလှည့်စားပြီးတော့ခေါ်လိုက်တယ်။မစ်လျူဆိုတဲ့အမျိုးသမီးလေးရောက်လာတော့ဖာကအဲ့အမျိုးသမီးလေးစီကနေပြီးတော့ပတ်စံနဲ့ဒီဘီကက်တွေကိုလူရက်တယ်။နောက်တော့လောင်ကနေပြီးတော့အဲ့ဒီဘီကက်နဲ့ဘန်ကနေပတ်စံတွေထုတ်ပြီးတော့ပြန်လာတယ်။အဲ့မှာဖာကနှစ်ယောက်စလုံးကိုသူကရဲရဲစက်စက်လဲပေးညစ်ပြီးတက်ပြီးတော့သူရဲ့လက်ပတ်နာရီတွေဖုန်းတွေပေဂျာတွေကိုခိုးသွားပြန်ရော။ ဒါကပြောရရင် ပုံမှန်ရှမ်းရံထောက်ဆိုရက်ပတ်စံညစ်တဲ့နီးမဟုတ်ဘူးသူတို့ကတားဟောင်းနေစီကပါတယ်ပေါ့နော်ဒီတံပိုးရှိတဲ့ပစ္စည်းတွေတွေမကဘူးတားဟောင်းတွေကိုလည်းပြန်ပေးဆွဲတယ်ငွေညစ်တယ်အခုအသက်ပါတက်တဲ့အဆင့်အထိရောက်လာတာပေါ့လေသူတို့ကတားဟောင်းတယောက်ကိုတားကတ်ထားလိုက်လို့ရှိရင်အဲ့တားကောင်ပတ်စံရှိရှိမရှိဘူးဆိုလို့ရှိရင်တော့သူတို့မိသားစုရဲ့အနာမရှိလားမရှိရင်သူတို့ကကြောက်လန့်အောင်ချင်းချောက်တယ်ပြီးလို့ရှိရင်အခြားပေါ့အပြစ်မဲ့တဲ့သူတွေကိုပါလှည့်စားခိုင်းတယ် ။ဥပမာအဖြစ်အခုစောစောနားဆိုရင် Miss Lu ဆိုလို့ရှိရင်ဘာမှမဆိုင်ဘဲနဲ့ Miss Lan ကနေပြီးတော့လှည့်စားပြီးခေါ်လိုက်လို့ရောက်လာခဲ့တဲ့မိန်းကလေး။ဒီလိုအဖြစ်ပြက်တွေကနေပြီးတော့1996ခုနှစ်ဂျွန်လအနောက်ပိုင်းမှာတော့သူတို့ကအန်ဝေးပြည်နယ်ဟဲဗီမြို့ပြောင်းခဲ့ပြန်တယ်။အဲဒီမှာအမှတ်ပုံတင်အတုတွေနဲ့တိုက်ခန်းတန်းငှားပြီးတော့လောင်ကကလပ်မှာပဲဧည့်သည်ကိုပြုစုရဲ့အလုပ်ကိုပြန်လုပ်တယ်။သူအဲ့လိုမျိုး night club တွေမှာအလုပ်လုပ်ရတဲ့ရွယ်ချက်ကသူကတားခေါင်ရှာပေးတာ။အဓိကကတော့လေ ဲ့တော့မကြခင်မှာပဲလောင်ကလျှက်စစ်ကုမ္ပဏီ CEO ဖြစ်တဲ့ Mr. Yin ဆိုတဲ့သူကိုတတိထားမိရယ်။ဘာလို့လဲဆိုတော့ Mr. Yin က Nike Club ရောက်လို့ရှိရင်ចောင်းဝဆိုတဲ့ secret ဘူးတွေအများကြီးကိုပေါ့နော်လိုက်ပြီးတော့ဝေပြီးတော့သူ့ရဲ့လုပ်ငန်းအကြောင်းကိုကြွားဝါလေးရှိတယ်။ဒါနဲ့သူကတတိဖြစ်လောက်တယ်ဆိုပြီးတော့လောင်ကယူဆလိုက်တယ်။ အဲ့တော့ဒါနဲ့ចောင်းဝါဆိုတဲ့ secret ကိုလေ့လာကြည့်တော့အဲ့ចောင်းဝါဆိုတဲ့ secret ကစိန်ခံပစ္စည်းလို့တရုတ်ပြည်မှာအဲ့တော့ကပြောလို့ရတယ်တရုတ်လူ့အဖွဲ့အစည်းတွေမှာဆိုရင်အဲ့ secret ကိုချမ်းသာတဲ့လူတွေလောက်ပဲတောက်နိုင်တာအဲ့လုပ်ငန်းရှင်အများစုကလည်းသူတို့ရဲ့အဖောက်သည်တွေအစိုးရအရာရှိတွေကိုလက်ဆောင်ပေးဖို့အဲ့ဒီစလိတ်ကိုအသုံးပြုကြတာဒါပေမဲ့တကယ်ဖြစ်ရမှန်ကမစ္စတာရင်က1990ပြည့်နှစ်မှာသူ့ရဲ့အလုပ်ကနေထွက်လိုက်ပြီးတော့သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလေးကိုစတင်ဖို့ကြိုးစားနေတဲ့သူ အဲသူရဲ့ company ရဲ့လုပ်ငန်းအတွက်ပေါ့နော်လူမှုအတိုင်းဝိုင်းမှာ तू ကလူဝင်ဆက်အောင်ချမ်းသာတဲ့ပုံစံမျိုး तू ကအယောင်ဆောင်နေခဲ့တာအဲ့တော့သူ့ရဲ့ဟန်ဆောင်မှုကအမှန်တော့သူ့ရဲ့လုပ်ငန်းကိုတိုးတက်အောင်လုပ်ချင်လို့ဒါပေမဲ့အခုကျတော့သူ့ရဲ့ဟန်ဆောင်မှုကသူ့အတွက်ပေါ့နော်သေရင်းကိုဆွဲပိုးတော့မလို့ဖြစ်နေခဲ့တာကို तू သိပုံမရဘူးဒီလိုနဲ့ဂျွန်လိုင်း22ရက်နေ့မနက်မှာ မစ္စတာယင်ကိုလောင်ကသူ့ကိုငှားထားတဲ့တိုက်ခန်းစီကိုလှည့်ဖြားပြီးခေါ်လိုက်ပြန်တယ်မစ္စတာယင်ကတိုက်ခန်းကိုရောက်လာတဲ့အခါမှာတော့ ဖာကသူ့ရဲ့ခြေလက်တွေကိုနောက်ပြန်ကျိုးတုပ်ခဲ့တယ်။အဝိစားရီကိုလည်းချွတ်တယ်၊လေဘင်းကိုဝါယာကျူးနဲ့ပတ်ထားတယ်။နောက်ပြီးတော့ဖာကသူ့ကိုယ်တိုင်းဖန်တီးထားတဲ့တမီတာပတ်လေ0.7မီတာပေါ့နော်အမြင့်ရှိရဲ့တန်လောင်အိမ်ထဲကိုထည့်ပြီးတော့မစ္စတာယင်းကိုပိတ်ထားလိုက်တယ်။အဲမစ္စတာယင်းကသူ့မှာရွှေငွေထောင်ကနန်းလောက်ပဲရှိတယ်။သူတငယ်ချင်းတွေကိုဖုန်းခေါ်ပြီးတော့ငွေချေးရမယ်ဆိုပြီးတော့ပြောခဲ့တယ်။မစ္စတာယင်းရဲ့စကားပြောဟန်ကိုကြည့်ရရင် သူ့ကိုမကြောက်ဘူးဆိုပြီးတော့ဖကခန်းစားခဲ့ရတာဒါနဲ့သူကငါတကယ်ပြန်ပြီးဆွဲသမားဆိုတာသူရောဘာလို့ရမလဲဆိုပြီးစဉ်းစားပြီးတော့ခဏအပြင်ထွက်သွားခဲ့တယ်အဲ့နောက်တော့ဖကဈေးကိုသွားပြီးတော့လက်သမားဆရာမစ္စတာလူဆိုတဲ့လူကိုခေါ်လာခဲ့တယ်မစ္စတာလူကအိမ်ထဲကိုဝင်လိုက်တာနဲ့ဒီလောက်အိမ်ထဲကပေါ့နော်လူကိုမြင်ပြီးတော့သူထွက်ပြေးဖို့စူးစမ်းတာပေါ့လေဒါပေမဲ့ဖကမစ္စတာလူကိုဒါနဲ့ချိန်ချောက်လိုက်ပါပြီသူထွက်ပြေးလို့မရတော့ဘူး ်ပြီးတော့မစ္စတာလူကိုမစ္စတာယင်းရဲ့အရှိမပဲဒါနဲ့ထိုးခေါင်းဖြတ်ကိုင်ငါတို့ခွဲချမ်းပြီးတော့လောင်ဝယ်ထားတဲ့ရေခဲတစ်ထားထဲမှာထည့်ပြီးတော့သိမ်းလိုက်တယ်အဒီမင်းကွင်းကြောင့်ပေါ့နော်မစ္စတာယင်းကအလွန်ထိတ်လန့်သွားပြီးတော့ယွမ်ငွေ3600လောက်ရှာပေးနိုင်မယ်ဆိုပြီးတော့ချက်ချင်းပဲပြောခဲ့တယ်အဲသူရဲ့ဇနီးကိုလည်းပတ်စံတွေစုခိုင်းဖို့ပေါ့နော်ဖုန်းခေါ်ခဲ့ပြီးတော့နောက်နေ့မနက်မှာပတ်စံလာရဲသူကိုပတ်စံပေးလိုက်သူစားလဲရေးပေးလိုက်မယ်ဆိုပြီးတော့ပြောလိုက်တယ် မနက်မှာဖကမစ္စတာယင်းဇနီးစီကိုပတ်စံသွားယူမှာအဲ့တော့ तू က तू မထွက်သွားခင်လောင်းကိုမှားတယ် तू တကောင်ရန်အထိပြန်မလာဘူးဆိုရင် तू အဖမ်းဆီးခံရပြီလို့ယူဆပြီးလို့ရှိရင်ခွားနဲ့မစ္စတာယင်ရဲ့လေဘင်းကိုနောက်ဘက်ကနေညှစ်ပြီးတော့တက်ပြီးလို့ရှိရင်အမြန်ဆုံးထွက်ပြေးဆိုပြီးတော့မှားချခဲ့တယ်ဖာက तू မသွားခင်ပေါ့နော် तू ကိုယ်တိုင်လှုပ်ထားတဲ့တနက်တလက်ကိုလည်းယူပြီးတော့မစ္စတာယင်ရဲ့အိမ်ကိုထွက်သွားတယ်မစ္စတာယင်ရဲ့ဇနီးတဲ့ကပြန်ပြီးဆွဲသမားဖြစ်တဲ့ဖာကို သူနောက်ဆုံးအနေနဲ့ပေါ့နော်ဒေါ်လာ12000လောက်ပဲရှာပေးနိုင်မယ်ဒါတော့မှသူစီမှာအခုမရှိဘူးသူတွားယူရမှာဆိုပြီးတော့ပြောတယ်အဲဒီမှာအန်အောဆရာတစ်ချက်ကဖကခွင့်ပြုပေးခဲ့ပြီးတော့မိနစ်30အချိန်ပေးခဲ့တယ်တကယ်တော့ဒီဒေါ်လာ12000ဆိုတာမစ္စတာယင်းရဲ့ဇနီးအတွက်များလာတဲ့ပတ်စံပမာဏလို့ပြောလို့ရတယ်တမ်းမှန်ပေါ့နော်ဒေါ်လာ9000လောက်ပဲဆိုရင်တော့သူတို့ရဲ့ဆွေမျိုးမိတ်ဆွေတွေစီကနေပြီးတော့ချင်းငါလို့ရတယ် အခု12000ဆိုရဲ့ပမာဏကသူတို့မတက်တာဘူးအဲ့တော့ Mr. Yin ရဲ့ဇနီးကလည်းဘာလို့အမှန်မသိဘူးဒါနဲ့ Mr. Yin ရဲ့ဇနီးကသူ့ရဲ့အလုပ်ကိုသွားပြီးတော့သူ့ရဲ့ supervisor ကိုပြောပြတယ်အဲ့တော့သူ့ရဲ့ supervisor ကချက်ချင်းပဲရဲကိုတိုင်ကြားပါဆိုပြီးတော့အကြံပေးလိုက်တယ်အဲ့လိုမျိုးကိစ္စကိုရဲရီကသိပြီဆိုတော့ရဲရီကမစ္စတာယင်တို့ရဲ့မိသားစုနေကိုအလင်းမြန်ပဲအာဝိုင်းလိုက်တယ်ပေါ့လေဖာကသူပိတ်မိနေပြီဆိုတာကိုသိလိုက်တာနဲ့တိတာတလုံးကိုယူပြီးတော့သူက ဒိုင်းလိုမျိုးအနေနဲ့အသုံးပြုပြီးတော့ရဲတွေကို तू ကရင်ဆိုင်ခဲ့တယ်။နောက်ပြီးတော့ဓာတ်ပုံရိုက်တဲ့သူကို तू ကဗာပြောလဲဆိုရင်ဟေးလက်ကင်မရာတမားလည်းပျော်နေရလားလေ။အသက်ရှင်ခြင်းနဲ့တည်ခြင်းတရားကလည်းနင့်ရဲ့မျက်စိတမိတ်အတွင်းမှာပဲတကယ်ဖြစ်လာပြီဆိုပြီးတော့လှောင်ပြောင်ပြီးတော့ तू ကပြောဆိုခဲ့သေးတာ။ရဲတွေကသူ့ကိုအရှင်ဖမ်းကျင်လား။အဲ့နဲ့စကားပြောဖြောင်းပြပြီးတော့ဖမ်းဖို့ကြိုးစားတယ်မအောင်မြင်ဘူး။ ။နောက်ဆုံးတော့ရဲတွေကသူအခုရှိနေတဲ့အခန်းထဲကနေပြီးတော့ထွက်လာဖို့အတွက်မျက်ရည်ယိုဘုံကိုတုံးမယ်ဆိုပြီးတော့အဆုံးဖြတ်လိုက်တယ်။မျက်ရည်ယိုပုံးတုံးလို့သူထွက်လာပြီဆိုရင်လေသူသူများတွေကိုပေါ့နော်ရှောက်ပြီးတော့မပြစ်အောင်သူ့ရဲ့ခြေထောက်ကိုတစ်ခတ်ဆိုပြီးတော့အမိန်ထုတ်လိုက်တယ်။အဲနောက်ဆုံးမှာတော့ဒီလိုတွေလုပ်ပြီးတော့သူ့ကိုအောင်မြင်စွာဖမ်းဆီးနိုင်ခဲ့တယ်။ဒီဖမ်းဆီးမှုမှာပါဝင်ခဲ့တဲ့ရဲအရာရှိရှမ်းကျောင်းကဆိုရင်သူ့ရဲ့ကြိုးပမ်းမှုအတွက်ဂုံပြူချင်းမြင့်ချင်းခံခဲ့ရတယ်။ ဖာကိုအကူဖမ်းဆီးပေးခဲ့တဲ့ရဲက6နှစ်အကြာ2015ခုနှစ်မှာတော့ယာဒူးတိုးပြီးတော့မကြောက်ဘူး။သူကလည်းလက်စားလို့ဆိုပြီးတော့ဖမ်းဆီးခံရပြီးတော့ထောင်ထဲတနစ်ချမှတ်ခံခဲ့ရတယ်။ဒီလိုနဲ့ဖာဖမ်းဆီးခံရပြီးတဲ့နောက်မှာတော့သူ့ရဲ့ပါတနာအလောင်းရဲ့တီနီယာနဲ့တစားကန်ဖြစ်တဲ့ Mr. ဟင်းရဲ့တီနီယာကိုမေးတော့သူကအချစ်မကောင်းလုံးဝဖော်ထုတ်ပြောဆိုခြင်းမရှိဘူး။ဘလိုမျိုးမစ္စတာယင်ရဲ့တီနီယာကိုတည်လဲဆိုတော့ခုနှစ်ရက်ကြာမှသူတို့ငှားနေတဲ့ အခန့်ရဲ့ဘေးကအိမ်နီးနားချင်းတွေကအဲ့ဒီခန့်ကနေပြီးတော့အနံ့ဆိုးတွေထွက်လာတယ်ဆိုပြီးတော့ရဲတွေကိုတရင်ပေးပို့ခဲ့တာဒါနဲ့ရဲတွေကအဲ့ဒီအခန့်ကိုသွားတော့မှမစ္စတာယင်းရဲ့ခန္ဓာကိုယ်ကိုတန်လောင်ထဲမှာတွေ့ခဲ့ပြီးတော့ပို့ပြီးတော့ကြောက်စရာကောင်းတာကမစ္စတာလူရဲ့ခန္ဓာကိုယ်ကလည်းရေခဲတက်တာထဲမှာရှာဖွေတွေ့ရှိခဲ့တာပါပဲနောက်ပြီးတော့ဗါတိရလဲဆိုတော့အရင်ကပေါ့နော်သူတို့တစားခန်းတွေကိုဒီလိုမျိုးထားတယ်ဆိုရင်လွတ်မြောက်သွားတဲ့တစားခန်းတွေရှိခဲ့ဘူးလေလို့သူကပြောတယ်အဲ့တော့ဒီတစ်ချိန်မှာတော့ ဒီဖကပေါ့နော်သူကိုယ်တိုင်တန်လောင်ကိုတေချာပြင်ဆင်ပြီးတော့လောင်ကိုယ်တိုင်ကလည်းရေခဲတတာကိုဝယ်ထားတယ်ဆိုတဲ့တက်တေကိုမျက်မြင်တက်တေတွေကပြောပြချက်အရာသိရှိရတယ်။အရင်တော့သူတို့ရဲ့လုပ်ရက်တွေကဒေါသအလျောက်ပေါ့နော်လူတွေကိုနောက်ထပ်လူတွေကိုမပြောနိုင်အောင်လုပ်တယ်လို့ထင်ရပေမဲ့ဒီတစ်ချိန်မှာတော့လုံးဝကြိုတင်ကြံစီထားတဲ့အရာစုပ်မှုဖြစ်တယ်ဆိုတာကထင်ရှားတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အနည်းငယ်ပေါ့အချင်းချင်းပြန်ပြီးတော့ပြောရမယ်ဆိုရင် မစ္စတာယင်းစီကနေပြီးတော့ပတ်စံရဖို့မလွယ်တာကိုဖကတီးတော့သူသူဒေါသထွက်ပြီးတော့ဈေးကိုသွားတယ်ဈေးရောက်တော့တနေ့လုံးမှတနေ့စားရတဲ့ဘဝကိုရုန်းကန်နေတဲ့မစ္စတာလူကိုသူကသူ့ရဲ့အိမ်ပတင်းပေါက်ပြင်ဖို့လိုတယ်ဆိုပြီးတော့လိန်ပြီးတော့ခေါ်လာတာအဲ့တော့အလौကိုင်လည်းတီးကြကြမရှိဘူးသူ့ရဲ့မိသားစုနဲ့အသက်80အရွယ်မိခင်ကိုထောက်ပံ့ဖို့ရုန်းကန်နေရတဲ့မစ္စတာလူကိုပစ္စည်းတတာပေါ့နော်သဘောထားပြီးတော့ဖကရဲရဲဆက်ဆက်အခုလိုလုပ်ခဲ့တာ ကနဦးဖန်စီရမိပြီးတော့စစ်စေးရဲ့အချိန်မှာဆိုရင်ဖာကဘာပြောလဲဆိုတော့သူအခန်းထဲကထွက်လာတော့ကမစ္စတာရင်ကအသက်ရှင်နေသေးတယ်ဆိုပြီးတော့ညင်းဆိုခဲ့တာအဲ့တော့တဘောကသူဘလို့သေးသွားလဲသူလည်းမဆိုင်ဘူးပေါ့လေဒါပေမဲ့နောက်ပိုင်းတရားရုံးမှာကြတော့သူကမစ္စတာရင်ကိုသူပဲတတ်ခဲ့တာလောင်လို့ခေါ်တဲ့အမျိုးသမီးနဲ့ဘာမှမသက်ဆိုင်ဘူးဆိုပြီးတော့ trust ဆိုပြီးတော့ဝန်ခံခဲ့တာအဲ့တော့သူကအမှုအလုံးရေပေါ့နော်တူဒီတော်တာဝန်ရှိရတဲ့သူပါလောင်နဲ့လုံးဝမသက်ဆိုင်ဘူးဆိုပြီးတော့ထွက်ဆိုခဲ့တာဒီလိုနဲ့ဖာကို ပြန်ပြီးဆွဲမှုလူသတ်မှုလူရဲမှုတွေနဲ့တည်တံ့ချမှတ်ခံရပြီးတော့တလအကြာဒီဇင်ဘာ28ရက်နေ့1996ခုနှစ်မှာတနက်နဲ့ပြစ်ခတ်ပြီးတော့ကုမြတ်ခံရပါတယ်ဖာမာကလူမှုရေးစိတ်ဝေဒနာလို့ခေါ်တဲ့ဆိုစီယိုပက်ရဲ့ရောဂါလက္ခဏာတွေအကုန်ရှိနေကြတာဥပမာသူ့တဘာပေါ်မှာသူစာနာစိတ်မရှိတဲ့ပုံစံတွေစိတ်လိုက်မှန်ပါလောက်တာတွေမရင်ကျတဲ့အပြုအမူတွေစိတ်မရှိတာတွေသူတဘာကိုပေါ်တော့အပြစ်တင်တတ်တာတွေစသဖြင့်ပါပဲ ူကတေဆုံးသွားတဲ့မစ္စတာယင်ရဲ့မိသားစုပေါ်မှာနောင်တရတယ်ပေါ့နော်ပုံတစုံတရာမှမပြတ်ပါပဲနဲ့သူ့ကိုဖမ်းဆီးရမိခဲ့တဲ့နောက်ပိုင်းမှာတော့မှလောင်ကိုသူကကာွယ်ပေးနေခဲ့တာပါဒီလိုနဲ့ဖာတီရန်ချခံခဲ့ရပြီးရဲ့နောက်လောင်ကတော့နှစ်ပေါင်း20ကြာထွက်ပြေးတင်းရှောင်နေခဲ့တာပါသူကမကြခဏမှတ်ပုံတွင်နေပြောင်းနေမြို့အမျိုးမျိုးကအေးအေးသားတွေမှာနေတယ်ပြီးတော့သူ့ကိုငွေကြေးထောက်ပံ့ပေးမဲ့အမျိုးသားတွေနဲ့ပဲဖြစ်ဖြစ်သူကနေထိုင်နေတယ် ဒီလိုကနေပြီးတော့2016ခုနှစ်မှာတော့ဖူဂျန်ပြည်နယ်ရှာမန်မြို့မှာသူစပြီးတော့နေထိုင်ခဲ့တယ်လို့သိရတယ်။2016ခုနှစ်ဇွန်လမှာသူက True Love Bar မှာအဲ့ဒီလိုပြုစုရဲ့အလုပ်ဝင်ရောက်လုပ်ကင်ခဲ့တယ်။အဲ့ဒီမှာတော့သူ့ရဲ့နာမည်က Sherry ဆိုတဲ့အင်္ဂလိပ်နာမည်နဲ့သူကအလုပ်လုပ်ခဲ့တာ။ Sherry ဆိုတဲ့ဘဝမှာသူအလုပ်လုပ်ခဲ့တယ်ပေါ့နော်။အဲသူ့ရဲ့လုပ်ဖော်ကမ်းတွေကတော့ဘာပြောလဲဆိုတော့အဲသူကလည်း makeup လင်ရမှာကျွမ်းကျင်ပြီးတော့တိမ်မှုရဲ့အကျင့်စရိုက်ရှိတယ်။အဲအလုပ်ကိုလည်းကျူးကျူးဆဆဆလုပ်တယ်လို့သိရတယ်။ နောက်ပြီးတော့သူကတစ်လောက်ထောလာ2000လောက်ကော်မရှင်ဝင်ဝင်ရရှိပြီးတော့အဲ့ဒီဘားကဝန်ထမ်းတွေထဲမှာဝင်ဝင်အကောင်းဆုံးတဲ့တစ်ယောက်လည်းဖြစ်ခဲ့တယ်6လလောက်အကြာမှာတော့လောင်တဖြစ်လေ Sherry က2019ခုနှစ်အစောပိုင်းမှာ True Love ဘားကနေပြီးတော့ဘားအကြောင်းပြချက်မှမရှိဘဲနဲ့ထွက်ခွာခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့သူကကားရောင်းပြခန်းတစ်ခုမှာအလုပ်လုပ်ခဲ့တယ်။အဲ့မှာသူကရီးစားရှိရယ်။ဒါပေမဲ့သူ့ရဲ့ရီးစားနဲ့ပြတ်သွားပြီမဲ့သူ့ရဲ့ရီးစားသူ့ရဲ့အိမ်မှာပဲသူ့ကိုအခမဲ့နေခဲ့ခိုင်းခဲ့တယ်။ပြီးတော့ True Love ဘာမှာပေါ့နော်တွေ့ခဲ့ရတဲ့နိုင်ဆိုင်ပိုင်ရှင်အမျိုးသားတဦးနဲ့သူကချစ်ကြိုက်ခဲ့ပြန်တယ်။အဲ့တော့နှစ်ပေါင်းများစွာထွက်ပြေးတင်းရှောင်နေခဲ့ပြီမဲ့လောင်ရဲ့ဘွားကရုပ်ရှင်တွေထဲကအတိုင်းပဲ။သူကမျိုးပြကြီးတွေမှာနေထိုင်ခဲ့တယ်။ပြီးတော့အလားပါဆိုင်ရာခွဲစိတ်မှုတွေလုပ်ခဲ့တယ်။ခစ်ဆန်ဆန်ဖက်ရှင်ကြကြဝစ်စင်နဲ့ပီယနိုတီးတာတွေပကြီဆွဲတာတွေကိုသင်ယူခဲ့တယ်။အလုပ်တွေလည်းခဏခဏပြောင်းနေ၊ရီးစားတွေလည်းခဏခဏပြောင်းနေပြီးတော့သူ့မှာခွေးလေးတစ်ကောင်လည်းမှုထားတယ်။ ။ तू အဲ့လိုဖြတ်တန်းတော့ငါထွေးရှိခဲ့တဲ့သူတွေကဆိုရင် तू ကတည်ငြိမ်နေဒါပေမဲ့လိုအပ်ချက်တွေရှိရဲ့အမျိုးသမီးတူဦးလို့တော့တို့ကထင်ခဲ့တယ်။နောက်ပြီးတော့ तू ကလူအများထက်ပေါ့နော်။တာကျင်တဲ့စိတ်ရှိတယ်။အမျိုးသားတွေရဲ့အကူအညီနဲ့ငွေကြေးတွေကိုအလွယ်တကူပဲ तू ကရယူခြင်းနဲ့စိတ်မျိုးလဲသူ့မှာရှိတယ်။ပြောရရင် तू ကသူ့ရဲ့လှပမှုနဲ့ဆွဲဆောင်မှုရှိတဲ့အဟံပန်တွေနဲ့အမျိုးသားအများပြားကိုဆွဲဆောင်နိုင်ခဲ့တယ်လို့ပြောလို့ရတယ်။ ဒီလိုနဲ့နှစ်ပေါင်း20ကြာလွတ်မြောက်နေခဲ့တဲ့လောင်းရဲ့ထွက်ပြေးမှုကြီးက2019ခုနှစ်မှာတော့အဆုံးသတ်သွားတော့မှာပါအဲ့တော့သူကသူ့ရဲ့နိုင်ဆိုင်ပိုင်ရှင်ပေါ့နော်ရီစာဖြစ်တဲ့သူကခီးသွားရမှာမလို့သူ့ကိုခဏဆိုင်ဆောင်ပေးပါဆိုပြီးတော့ပြောခဲ့တာဒါနဲ့လောင်းကဈေးဝယ်ဆန္ဒအတွင်းကနိုင်ဆိုင်မှာအလုံးလုံးနေတဲ့အချိန်မှာဈေးဝယ်ဆန္ဒအတွင်းမှာတက်ထားတဲ့ CCTV ကင်မရာကနေပြီးတော့သူ့ရဲ့ပုံကိုဖမ်းယူရရှိခဲ့တာ အဲ့တော့ DC CCTV ကင်မရာတွေမှာမျက်နှာမှတ်မိတဲ့စနစ် facial recognition technology ကိုသုံးထားတဲ့အတွက်ကြောင့်ရှမန်ရဲတပ်ဖွဲ့ကသူ့ရဲ့မျက်နှာကဆိုရင်သူတို့လိုချင်တဲ့တရခံပြေးလောင်းရဲ့မျက်နှာနဲ့69ဒသမ33ရာခိုင်နှုန်းတူညီနေရာကိုတွေ့ရှိခဲ့တာဒါကတရုတ်နိုင်ငံရဲ့လျင်မြန်စွာတိုးတက်နေတဲ့မျက်နှာမှတ်မိမှုစနစ်ရဲ့စွမ်းဆောင်ရည်ဒစိမ့်တမိုင်ပဲဖြစ်ပါတယ်တရုတ်နိုင်ငံရဲ့စောင့်ကြည့်ကွန်ရက်တွေက အယံကိုကျေပြန့်ပြီးတော့အသေးစိတ်လဲကြတယ်။အထူးသဖြင့်သူတို့ကဘာကက်ယောဂါကာလအတွင်းမှာဆိုရင်ကျောင်းတွေ၊ကုမ္ပဏီတွေ၊စားတောက်ဆိုင်တွေ၊ဟိုတယ်တွေ၊စတိုးဆိုင်တွေ၊ပန်းခြံတွေအိမ်နာတွေအထီတောင်မှ ကျူဝါကုတ်စကန်ဖတ်ပြီးမှဝင်လို့ရတာမျိုးတွေတောင်ရှိပြီးတော့အန်ရရှိတဲ့နေရာတွေကိုရောက်ခဲ့ရင်အိမ်နာအထဲမှာတောင်မှတော့ခတ်ပိတ်ထားတာမျိုးတွေရှိခဲ့ပူပါတယ်။ဒီလိုမျိုးပြင်းထန်တဲ့စောင့်ကြည့်မှုတွေကြောင့် ဖန်ဝင်ရန်ထုတ်ကန်ထားရတဲ့ရာဇဝတ်သားအများအပြားကဆိုရင်အာနာပိုင်တွေစီမှာလက်နက်ချခဲ့ရပါတယ်။သူတို့တရုတ်နိုင်ငံမှာကအမှတ်ပုံတင်အထုသုံးနာကအရန်အနေများတယ်။အဲတော့နာမည်ကြီးအဆိုတော်တွေရဲ့ဖျော်ဖြေပွဲတွေမှာတော့မှ facial recognition စနစ်တွေနဲ့တရားခံတွေကိုဖမ်းမိတာမျိုးတွေရှိခဲ့ပါတယ်။ ဒီလိုမျိုးမှတ်မိနိုင်တဲ့စနစ်တွေကမျက်နာကိုသာမကဘူးလမ်းလျှောက်တဲ့ပုံစံမတ်တက်ထားရင်တောင်မှဒါမှမဟုတ်အုတ်ထုတ်ဆောင်းထားရင်တောင်မှလူတယောက်ကိုခွဲခြားသိမြင်နိုင်တယ်လို့သိရတယ် နောက်ပြီးတော့လူတယောက်ကိုသူတို့တိလိုက်ပြီဆိုတာနဲ့အဲ့ဒီလူရဲ့ ID တွေအဲ့ဒီလူလွန်ခဲ့တဲ့ရက်သက်တစ်ပတ်ကဘယ်တွေသွားထားလဲဆိုတဲ့လှုပ်ရှားမှုတွေအဲ့ဒီလူဘာနံပါတ်ကိုစီးခဲ့လဲဆိုတဲ့ယင်နံပါတ်တွေကိုသူတို့တိနိုင်တဲ့စနစ်တွေနောက်မိသားစုဝင်တွေကဘယ်သူတွေလဲအဲ့ဒီလူကဘယ်သူနဲ့ဆက်ဆံနေရလဲအဲ့ဒီလူကမကြခနာပေါ့နော်ဒီအပြန်အလှန်ဆက်သွယ်နေတဲ့သူတွေရှိလားဒါတွေအကုန်လုံးကိုချိတ်ဆက်ခြေရာခံနိုင်တယ်လို့သိရပါတယ် ဒီလိုနဲ့နှစ်ပေါင်း20ကြာလွမြောက်နေတဲ့လောင်ကတော့ဤပညာရဲ့အကူအညီနဲ့နောက်ဆုံးမှာဖန်ဆီးခံရတော့မှာပဲဖြစ်ပါတယ်။ဒီအဖြစ်ပြက်ကဤပညာရဲ့အမကန်းဆွမ်းအားကိုပြသနေပြီမြင်တစ်ဖက်မှာလည်းပုံပုံရေးလွတ်လပ်ခွင့်လို့ခေါ်တဲ့ personal freedom နဲ့ပေါ့နော်ပတ်သက်ပြီးရောစဉ်းစားစရာတွေတော့ရှိနေတော့မှာပဲ။ဒါနဲ့အောက်တိုဘာ29ရက်နေ့ကဈေးဝယ်ဆန္ဒမှာသူ့ကိုဖန်ဆီးရမိခဲ့တယ်။တကယ်တော့လောင်ကဖန်ဆီးခံရတဲ့အခါမှာဘာမှကြောက်လန့်တုန်လှုပ်တဲ့ပုံစံမျိုးဘာတစ်ခုမှပြသမနေခဲ့ဘူး။ ရဲစခန်းမှာ သူဓာတ်ပုံအရိုက်ခံနေရတော့ကတော့မှသူကရင်မွေးတွေစွန့်နေပါသေးတယ်။ပထမတော့သူကသူ့ကိုသူသူကလောင်မဟုတ်ဘူးဆိုပြီးတော့ငင်းဆန်နေခဲ့တာ။ဒါပေမဲ့ DNA စစ်ဆေးမှုတွေကနေပြီးတော့သူကလောင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုရဲတွေကတရားဝင်ထုတ်ပြန်ပြီးရဲ့နောက်မှာတော့သူကလောင်မဲဆိုပြီးတော့ဝန်ခံခဲ့ရပါတယ်။၂019ခုနှစ်ဒီဇင်ဘာလပထမဆုံးစစ်ဆေးမှုမှာအစိုးရတရားရုံးဘက်ကလောင်ကိုပြစ်မှု၈ခုနဲ့ဆွဲချက်တင်ခဲ့တယ်။ ။ဘာတွေလဲဆိုတော့လူတယောက်ကိုရွယ်ချက်ရှိရှိတက်ဖြတ်မှု လူနှစ်ယောက်ကိုပြန်ပြီးဆွဲမှု လူ၅ယောက်ကိုလူရက်မှုဆိုတဲ့ဆွဲချက်တွေပဲဖြစ်ပါတယ်။အဲ့တော့လောင်ကဆွဲချက်အချို့ကိုညှင်းဆန်ပြီးတော့သူက လူရက်မှုနဲ့ပြန်ပြီးဆွဲမှုကိုတော့ဝန်ခံပါတယ်ဆိုပြီးတော့သူက trust ဆိုခဲ့တာ။သူ့ရဲ့ပြပြချက်အရတော့သူ့ရဲ့ပင်ကိုစိတ်ကပေါ့နော်ကောင်းပါတယ်။တလိမ့်ဆန်လေးတွေကိုတော့မှသူကထိခိုက်အောင်မလုပ်ရဲပါဘူးဆိုပြီးတော့သူကပြောတာ။ နောက်ပြီးတော့သူကဆက်ပြီးတော့ပြောတယ်ဒီလိုမျိုးပြည်မှုတွေကျူးလွန်ရတာကဖာရဲ့ဖီးအားတွေကြောင်းဆိုပြီးတော့ပြောတယ်ဖာကသူ့ကိုလင်ပိုင်းဆိုင်ရာအလွဲသုံးစားမှုတွေပြုတ်လုတယ်နောက်ပြီးတော့လှည့်စားတယ်အမျက်ထုတ်တယ်ပေါ့နော်ဒါရီကိုလုတ်ခဲ့တယ်သူ့ကိုငွေရှာဖို့အတွက်အကရိယာတစ်ခုလိုသုံးဆွဲခဲ့ပါတယ်ဆိုပြီးတော့ထွက်ဆိုခဲ့တာပြောကျင်တာကဖာကသူ့ကိုရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်နှိမ့်ဆက်မှုတွေလုပ်တယ်ပေါ့လေအဲ့ဒီတော့ကဆိုရင်သူခေါင်းတွေရောနှာခမ်းတွေရောဒဏ်ရာတွေအများကြီးရတယ်သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှဆိုရင်လည်းဒန်ယာရီနဲ့ပြည့်နေနေခဲ့တယ်ဆိုပြီးတော့သူကဆက်ပြီးတော့ပြောဆိုခဲ့တယ်ဒါဆိုရင် तू ဘာလို့ဖားနဲ့လမ်းမခွဲတာလဲပေါ့နော်အဲ့လိုမေးတော့ तू ကဖားနဲ့ तू လမ်းခွဲခြင်းပါတယ်ဖားကသူ့ရဲ့မိသားစုကိုအနည်းငယ်ပြုမယ်လို့ချိန်ချောက်ခဲ့တဲ့အတွက်ကြောင့် तू မတက်တာလို့ပေါ့နော်ဒါမျိုးတွေကိုလိုက်ပြီးတော့ဆက်လုပ်နေရတာပါဆိုပြီးတော့ထွက်ဆိုတယ်သူတို့အတူနေထိုင်ခဲ့စဉ်အတွင်းမှာလည်းဖားရဲ့ဖီအားကြောင့် तू ကိုယ်ဝေးနှစ်ကျင်းဖျက်ချခဲ့ရတယ်ဆိုပြီးတော့လည်းထွက်ဆိုခဲ့တယ် ဖားကိုပေါ့နော်တည်တံ့ချမှတ်ပြီးတော့အသက်ခံရတာကိုရုံမြင့်တန်ကြားကနေပြီးတော့သူမြင်တွေ့ရတဲ့အခါသူအယံပျော်ရွှင်ခဲ့ရပါတယ်ဆိုပြီးတော့လဲဆက်ပြီးတော့သူကထွက်ဆိုခဲ့တယ်။ပြစ်မှုကျူးလွန်ထားတဲ့နေရာတွေကဓာတ်ပုံတွေကိုတရားရုံးမှာပြသတဲ့အခါမှာတော့လောင်ကကြောက်လန့်တကြအော်ဟစ်ပြီးတော့ဒီမြင်ကွင်းတွေကသူ့အတွက်အယံကိုကြောက်စရာကောင်းပါတယ်ဆိုပြီးတော့ဆိုပါသေးတယ်။နောက်ပြီးတော့သူကပြောလဲဆိုတော့တရားရုံးမှာတည်ဆုံးတဲ့မိသားစုတွေကိုသူတောင်းပန်ပါတယ်။ရောကြေးပေးဖို့လဲဆန္ဒရှိပါတယ်ဆိုပြီးတော့ဖော်ပြတယ်။ အဲသူ့မှာတော့စုဆောင်းထားတဲ့ငွေကဒေါ်လာ9000နဲ့ညီများတဲ့ငွေပဲရှိတယ်ပေါ့နော်။ဒါကြောင့် crowd funding ကနေပြီးတော့ငွေရှာပေးဖို့မျှော်လင့်နေပါတယ်ဆိုပြီးတော့သူကထပ်ပြီးတော့တောင်းခံခဲ့သေးတယ်။အစိုးရရှိနေတဲ့ဘက်ကဘလို့တွေးလဲဆိုတော့ဖာ9996ကိုခုနေတုန်းကဖန်စီရမရဲ့အချိန်မှာသူတို့စစ်ဆေးမင်းမြတ်နဲ့ပထမဆုံးထွက်ဆိုချက်မှာသူအိမ်ကနေထွက်ခွာခဲ့တုန်းကမစ္စတာယင်ကအသက်ရှင်နေသေးတယ်လို့ဥစွာထွက်ဆိုခဲ့တာမှတ်မိကြမယ်ထင်ပါတယ် သူတရားရုံးကြမှာသူတက်လိုက်ပါတယ်။လောင်နဲ့မသက်ဆိုင်အောင်ဆိုပြီးတော့ထွက်ဆိုချက်ကိုပြောင်းလဲခဲ့တာ။နောက်ပြီးတော့မစ္စတာယင်ကသူမစ္စတာလူသေးွားတော့သူမြင်လိုက်ရတော့သူပတ်စံပေးပါမယ်။ဇနီးကိုပတ်စံပြင်ထားပါ။ငါစာလဲရေးပေးလိုက်မယ်ဆိုပြီးတော့ပြောခဲ့တာလေ။မှတ်မိလားမသိဘူး။အဲ့ဒီစာကိုဖာကမစ္စတာယင်အိမ်ကိုရောက်တော့မစ္စတာယင်ဇနီးကိုပြတယ်။အဲ့တော့အဲ့စာထဲမှာဗာရေးထားရလဲဆိုရင်ဒေါ်လာရောနေရင်တော့ငါတည်လိုက်မယ်။ပထမလူတေးရတဲ့ငါ့ကိုမြင်းမြန်ဆက်ဆက်တတ်လိုက်မယ်။ ပထမလူဆိုတာကလက်သမားလူကိုပြောတာအဲ့တော့အဲ့လိုရေးသားခဲ့တာဒါနဲ့အဲ့ဒီမတ်စုကိုလက်ရေးကျွမ်းကျင်တဲ့သူတွေကဆစ်လိုက်တော့လောင်ရေးသားထားတာဆိုပြီးတော့အတီးပြူလို့ရခဲ့တယ်အရင်တုန်းကသူတို့ရဲ့ပြန်ပြီးဆွဲခံရတဲ့လူတွေထဲမှာလွတ်မြောက်သွားတဲ့လူတွေရှိတယ်အဲ့ဒီလူတွေတပ်တွေတွေရဲ့ပြောကြားချက်အရာဆိုရင်ဒီစုံတွဲကစိတ်တူကိုယ်တူလောက်တာဖကလှုပ်ချင်တာကိုလောင်ကနေကြောက်လို့ပေါ့နော်လှုပ်ပေးရတဲ့ပုံစံမျိုးမဟုတ်ဘူး ဒီဇုံတွဲကစိတ်တူကိုတူကိုလှုပ်တဲ့ဇုံတွဲဆိုပြီးတော့လည်းတက်တည်တွေထွက်ဆိုခဲ့တယ်။ဒီလိုနဲ့2021ခုနှစ်စက်တင်ဘာလပထမဆုံးစစ်ဆေးမှုမှာလောင်ကလူတက်မှုလူရက်မှုနဲ့ပြန်မေးဆွဲမှုတွေအတွက်အပြစ်ရှိကြောင်းအစင်ချက်ချမှတ်ခံခဲ့ရပြီးတော့တည်ရန်ချမှတ်ခံခဲ့ရပါတယ်။လောင်ကအရင်နောက်မှာပဲချက်ချင်းပဲအယူခံဝင်ခဲ့တယ်။ဒီလိုကနေဩဂတ်လ18ရက်နေ့2022ခုနှစ်မှာတော့၃ရက်ကြာမြင့်ခဲ့တဲ့တရားခွင်ကနေပြီးတော့အရင်အတိုင်းပဲတည်ရန်ကိုဆက်လက်အတည်ပြုခဲ့တယ်။ တည်ရန်စီရင်ချက်ကိုနောက်ဆုံးအတည်ပြုချက်လိုတဲ့အတွက်တရားလွှတ်တော်ချုပ်ထံကိုတင်သွင်းခဲ့တယ်။လောင်ကအဲ့ဒီစီရင်ချက်ချမှတ်ခံရပြီးတော့တလားအကြာမှာပဲကိုမျက်ချင်းခံခဲ့ရပါတယ်။1980ပြည့်နှစ်တွေမှာတရုတ်နိုင်ငံကပြင်းထန်တဲ့နှိမ်နင်းကာလတစ်ခုဖြတ်တန်းခဲ့ရပြီးတော့အချို့ကိုမျက်မှုတွေမှာဆိုရင်စီရင်ချက်ချပြီးတော့၃ရက်အတွင်းမှာကိုဖြစ်ပွားခဲ့တာ။2000ပြည့်နှစ်နောက်ပိုင်းတွင်မှာတော့စီရင်ချက်ချမှတ်ပြီးတော့တလအတွင်းမှာကုမျက်မှုတွေလုပ်ခဲ့တာပါ။ ဒါဆိုရင်ဒီနေ့အမှုလေးကတော့ဒီလောက်ပါပဲအားလုံးရဲ့အမြင်တွေကိုလည်း comment မှာတွားရောက်ပြီးဝင်မြပေးကြပါအောင်ရှင်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ crime တွေကိုပုံမတင်ဆက်ပေးဖို့အတွက်ကျမတို့ရဲ့ channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့နောက်တဲ့ video တွေမှာပြန်လည်တွေ့ဆုံကြပါမယ်အားလုံးဘေးကင်းပြီးတော့တာယာသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်